ဂျပန်လိမာအထူးထူးဆန်းဆန်းလေးလကြာလာကစားပွဲရှိနေတဲ့မက်ဆီလျိုနယ်မက်ဆီဟာ MLS ဘောလုံးရာသီခေတရန်နာချိန်မှာအင်တာမိုင်မီကနေအားအသင့်စရာငါးပြောင်းရွှေမိုတစ်ခုပြုလုပ်လာနိုင်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။မက်ဆီဟာ2025ခုနှစ်မှာ MLS ပွဲစဉ်30ကနေ32ကိုတင်ပြီးတော့29ကိုဖန်တီးပေးခဲ့တာကြောင့်အသင်းကိုရာသီကုန် playoff အဆင့်ကိုရောက်ရှိအောင်လို့ကူညီပေးနိုင်ခဲ့ပါတယ်။လက်ရှိမှာတော့သူတို့အသင်းဟာ Nashville နဲ့ပထမအဆင့် playoff တတိယပွဲစဉ်ကို နိုမာရှိယနေမှာရှင်ပြန်ရဖို့ရှိနေပြီးတော့စုစုပေါင်း900လက်43နဲ့ဦးဆောင်နေပါပြီ။ပြီးခဲ့တဲ့လကမှ2022ရာသီအထိမိုင်အမီမှာဆက်ပြော့ရှိနေမဲ့နနစ်တတန်ဒိုးစာချုပ်ချုပ်ဆိုခဲ့ပြီးအဲဒီချိန်မှာသူဟာအသက်42နှစ်ရှိနေပြီဖြစ်ပါပြီ။ဒီဇင်ဘာလအနေဖေဖော်ဝါရီလအထိကြာမဲ့ MLS ရာသီပိတ်ချိန်တွင်မှာမက်ဆီကတခြားအသင်းကိုငှားထွက်ခွာဖို့အခွင့်အရေးကိုအခုချိန်ထိလက်ခံခြင်းမရှိသေးပါဘူး။ David Beckham နဲ့ Terry Henry တို့ဟာသူတို့ရဲ့ MLS ကလပ်တွေဖြစ်တဲ့ LA Galaxy နဲ့ New York Red Bulls ကနေ ပွဲကစားခြင်းပုံမရရှိဖို့အငားထွက်ခွာခဲ့ကြပါပါရီဒုတိယတော့အွန်ရီဟာ2012ခုနှစ်အစောပိုင်းမှာအာစနယ်ကိုခေတ္တပြင်ရောက်ခဲ့ပူပါရီတူကီတင်းဌာနဖိုတိုမတ်ကရဲ့ဖော်ပြချက်အရဂါဒါဆရီဟာ MLS နားချိန်တွင်မှမက်ဆီကိုအငားခေါ်ယူအစီဝင်စားနေပြီးအာဂျင်တီးနားကံတွင်ကစားမရည်အလားစားတစ်ခုလုံးကိုပေးချေဖို့ဆန္ဒရှိနေပါရီဂါဒါဆရီအနေနဲ့လေလာကြအငားစာချုပ်ကိုစီဝင်စားနေကြောင်းသိရှိရပြီးတော့လို့ဆိုရင်တော့မက်ဆီဟာ2025-26ရာသီကိုယောဘမှာစာချုပ်ပြီးဆုံးစီမှာဖြစ်ပြီး MLS ရဲ့ယာစီတစ်ဆကိုပါလွဲချော်စီနေပါရီဇန်နဝါရီပြောင်းရွှေ့ကာလပြန်စတဲ့အခါမက်ဆီဟာလက်တွေ့အားဖြင့်တနည်းပတ်လုံးပြိုင်ဆိုင်ကစားခဲ့ရပြီဖြစ်တာကြောင့်ဒီပြောင်းရွှေ့မှုကိုလက်ခံမခံဆိုတာကတော့မသိကြပါဘူးမက်ဆီဟာပြီးခဲ့တဲ့နေရာဒီ MLS ယာစီလည်နားနေချိန်အတွင်းကလပ်ကဘာဖလားကလပ်ဝါကက်မှာဝင်ရောက်ရှင်ပြန်ခဲ့ရပြီးတော့အသက်38နှစ်အရွယ်ကစားမအနေနဲ့အုပ်စုပွဲစဉ်၃ပွဲစလုံးမှာပါဝင်ခဲ့တာဖြစ်ပါရီး မေကမာပူတွဲကျင်းပမဲ့2026ကွာဗလာပြိုင်ပွဲကလည်းနီကလာပီဖြစ်တာကြောင့်ပြိုင်ပွဲမတိုင်မီမှာထင်ရနိုင်ချေရှိတဲ့အန်ဒီယေမျိုးကိုမက်ဆီကလက်ခံလိမ့်မယ်လို့မထင်မိပါဘူး။လက်ရှိမှာဂါဒါစရီဟာဒူကီစူပါလိမှာဆက်ပွဲကနေ9ပွဲနိုင်2ပွဲတည်းရလနဲ့ဇယားထိပ်မှာရည်တည်နေပါတယ်။ဒါပြင်ပြီးခဲ့တဲ့နေရာဒီကလီရိုင်းစာနေနဲ့ပီတာအိုစီမီဟန်တို့ကိုအပိသက်ခေါ်ယူခဲ့ပြီးတော့အင်္ဂလန်ပြောင်းရွှေ့ကာလအပိတ်နေမှာမန်ချက်စတာစီးတီးကွင်းနဲ့လူအီကိုင်ကွန်ဒိုကန်ကိုလည်းထပ်မံခေါ်ယူခဲ့ပါတယ်။